ဟုတ်ညီမကတော့ညီမနာမည်ကတော့စွန်ရွရောဖြစ်ပါတယ်ညီမလေးစံမျိုးသမီးရပါအဲအတင်းမှာတော့ကျောင်းနံပါတ်လေးကိုဝစ်စင်ကစားပြီးတော့နောက်တန်းကစားပါတယ်တိုင်းနဲ့ပြည်နယ်ပွဲတွေကညီမညီမကတော့ဒီလမ်းမတော်အထက်ကတက်လမ်းမစင်ကျင်းကျောင်းရောက်လာလေတက်ဆက်လေးမျိုးအဲရောက်လာပြီးတော့အဲ့ရနေပဲဘောလုံးရောကျောင်းရောတူတူပဲအဲ့လိုပဲတက်တာဟုတ်ဟုတ်ဘောလုံးကလည်းအသက်16နှစ်လောက်ကလေးကစတင်ရရှိခဲ့ရပါညီမကမကွေးတိုင်းစိတ်ဖြူမြို့နယ်ကုန်းရွာလူချတာဆိုနည်းနည်းပေါ့ကိုကလည်းလူကောင်းလဲသေးတော့သူများလည်းဟောလဲနည်းတော့အချခံတော့ အပြစ်ဆိုဆန်လာတော့ကန်နပွဲတွေမှာအနိုင်ရကျင်တော့ပါဟုတ်ဟုတ်ဒီမှာဖုန်းလုံးရှိုံနဲ့ဘာပဲလို့လို့အလွယ်လေးမှာယူနိုင်မယ် mercury.shopping app mercury မှာဘာပဲလို့လို့ရနိုင်ပြီနော်တိတ်ဖုန်းတွေကအကောင်းဆုံး shopping မှာ mercury your shopping partner ကံခဲ့တဲ့အထက်မှာအမှတ်တရရှိရပွဲရတော့ဟွာတော့ပေါ့ ညီမက UNG ကံတော့မန်းလေးမှာကံတော့နောက်တန်းဆော့လာဆိုအဲ့မှာတော့အနီကက်တစ်ခါထိဘူးလို့ကိုကွန်းထဲကနေငိုပြီးထွက်သွားတယ်။ငိုပြီးထွက်သွားတဲ့ပုံမှာအဲ့ဒါကတော့အမှတ်တရချိခဲ့။ကိုကနောက်တန်းကစားဆိုတော့ကိုပြာမှာဆိုးလို့စိတ်လောပြီးတော့ပေါ့စိတ်လောပြီးတော့ဆွဲမိလိုက်တော့ဆွဲမိလိုက်တော့အဲ့မှာခါရတိုက်ရိုက်နေနဲ့ကွန်းထဲကထွက်သွားတာအဲ့မှာကွန်းထဲကနေငိုကိုကလည်းအဲ့တော့ငယ်သေးတော့ဘောလုံးကြောင့်တိတ်မသိသေးတော့ဒီလောတွေလည်းတိတ်နားမလည်သေးတော့ကိုကအဲ့ဒါကိုငိုပြီးတော့ကွန်းထဲကထွက်သွား။အဲ့အမှတ်တရ ဟုတ်ညီမတို့ကတော့ဒီပွဲမှာချန်ပီယံဖြစ်ခဲ့တာဟိုကိုမပေးရတာကတော့နောက်တန်းကြောင်းရလို့လည်းမဟုတ်အတင်းသားတွေအကုန်လုံးစူးစမ်းလို့ပေါ့ဒါပေမဲ့နောက်တန်းအနေနဲ့ကျတော့ဟိုအရှိမခြေတန်းနေအလဲတန်းနေအဲ့ဒါတွေကိုသွင်းပေးတာဖြစ်တယ်တော့ကိုညီမတို့နောက်တန်းနေရလဲကိုမပေးရအောင်ပေါ့အာကိုမှရှိတယ်များအထက်အစားပေါင်းများစွာအထက်ပြီးကာကွယ်ခဲ့ပါအာလောလောဆယ်ပွဲရတော့ညီမတို့နိုင်ငံတကာပွဲရကျတော့လောလောဟာ၅လပိုင်း၆လပဲအဲ့အဲ့လောက်မှပြန်စမယ်လို့ကြားတယ်ပေါ့နော်လောလောဆယ်ညီမတို့ကလပ်အသင်းပွဲပဲရှိရဖြစ်တဲ့ လောဆယ်တော့ကလပ်တင်းတော့ဘူးတော့နည်းနည်းပေါ်အောင်ဆိုင်နေမိဘတွေကတော့တတ်သမီးကဒီလမ်းကိုရွေးချယ်တာပြတဲ့ဟိုအတက်နိုင်ဆုံးအားပေးတယ်အတက်နိုင်ဆုံးပံ့ပိုးတယ်အဲ့လောက်ပါဟုတ်အစကံတော့တော့ကွန်မိန်ကလေးလေးဖြစ်တယ်ပြီးတော့ဒီလိုနေရဆိုတော့အမြင်မကျတာလည်းပါတာပေါ့အတိတ်အမြင်မကျတော့ဒီအရာကိုမလုပ်စီချင်ဘူးပေါ့ကြောင်းတစ်ဖက်နဲ့ဘလုံးတစ်ဖက်နဲ့ဆိုတော့အကြောင်းမလို့စကံတော့တိတ်အောင်မပေးဒီနေရာတစ်ခုရောက်လာဒီဘက်တွေရောက်လာတော့မှ ခုဆိုဆိုရှယ်မီဒီယာတွေပေါ်လာတော့အမြင်ကျေလာတော့မကန့်ကွက်ဘူးအားပေးတယ်ပုံပြီးထောက်ပံ့လာဟုတ်အားပေးတဲ့ပိတ်တန်ကြီးတော့ကျေးဇူးတင်ပါတယ်အများကြီးလည်းမလေးဆိုမြတ်သမီးတင်အောင်အားပေးဖို့ပဲပြောချင်ပါတယ်